မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးဒုတိယနေ့နှစ်မြင်ဆောင်2016မှာ2018ဘဏ္ဍာနှစ်မှာစီမံကိန်းအားလုံးအတွက်ကျပ်တန်း158ဘီလီယံကျော်ကိုတိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ဥဇော်ဖေးကနေပြီးတော့သတင်းပေးပို့ထားပါတယ်။မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးစီဝေဒုတိယနေ့ဖြစ်တဲ့ဒီဇင်ဘာလ20ရက်နေ့မှာ 2019-2018ဘဏ္ဍာနှစ်မှာစီမံကိန်းအလုံးအတွက်ကျပ်တန်း150ရှစ်ဘီလီယံကျော်ကို တိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုခဲ့ပါတယ်။အခုအခြေခံဘတ်ဂျက်ကဘီလီယံ150ကျော်ရှိပြီးလမ်းဦးစီးကအတုံးပြူနေတာ များတယ်လို့ဆိုပါတယ်။ကျပ်တန်းဘီလီယံပေါင်150ကျော်ရှိတယ်။အဲ့ဒါမနစ်က2016-2019ဘတ်ဂျက်နဲ့2018-2019ဘတ်ဂျက်ဟာ တိတ်မကွာဘူးပေါ့နော်တိတ်မထူးခြားဘူးနဲ့ဘုံတရန်တူတယ်လို့ကျွန်တော်တို့လေးလာသုံးတန်ရတယ်သုံးတန်တော်တော်ကြီးတူတယ်အဓိကအားဖြင့်2000ခင်နှစ်က2016စက္ကွန်2016စက္ကွန်တော့လည်းလမ်းဦးစီးဌာနကဘတ်ဂျက်အားလုံးရဲ့တဝက်ကျော်သုံးဆွဲတယ်ဒီနှစ်လဲလမ်းဦးစီးဌာနကအားလုံးရဲ့ဘတ်ဂျက်အားလုံးဒတိုင်းလုံးသုံးရဲ့ဘတ်ဂျက်အားလုံးရဲ့တဝက်ကျော်သုံးဆွဲထားတာတွေ့ရတယ်အဓိကအားဖြင့်တော့ဒီလမ်းဦးစီးကအများဆုံးသုံးဆွဲတယ်ပေါ့နော် 2018ရဲ့အတွက်မကွေးတိုင်းဒေသကြီးအစိုးရတင်သွင်းလိုက်တဲ့ဘတ်ဂျက်ကကြီးလက်ဒေသဖွံ့ဖြိုးရေးကိုကိုစားမပြုတာတွေ့နေရတယ်လို့ဆိုပါတယ်။ဘတ်ဂျက်တစ်ခုဟာအစိုးရရဲ့ပုံရိပ်ကိုဖော်ဆောင်တယ်လို့အဲ့ဒီဘတ်ဂျက်တွေကိုစီးစစ်တဲ့လွှတ်တော်ရဲ့ပုံရိပ်တစ်ခုလည်းဖြစ်တယ်လို့ပြောပါတယ်။ပြည်သူရွေးကောက်တင်မြှောက်တဲ့အစိုးရပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့လွှတ်တော်အနေနဲ့ကျွန်တော်တို့ကပြည်သူ့ရဲ့အကျိုးကိုပုံမှန်ပြီးတော့ထိရောက်စွာထမ်းဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီဖေဖော်ဝါရီမှာဘတ်ဂျက်ဥပဒေကကျွန်တော်တို့လွှတ်တော်အနေနဲ့ပြန်ဒီပြူရမှာရှိပါပဲ။ အဲ့ဒီခါကြလို့ရှိရင်ကျွန်တော်တို့ကျေးလက်ဒေတာဖွံ့ဖြိုးရေးပေါ်မှာမူတည်နိုင်တဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးကိုပုံရိပ်လွှမ်းစေနိုင်တဲ့ဘတ်ဂျက်မျိုးဖြစ်အောင်ကျွန်တော်တို့ဒီငွေစင်းဌာနကနေအစပြုပြီးတော့ပေါ့နော်ဒီလွှတ်တော်တရက်လုံးထိကျွန်တော်တို့ပါဝင်နိုင်အောင်ဆက်လက်စူးစမ်းသွားမယ်လို့ကျွန်တော်တို့တပြောလို့ရပါတယ်2018ဆက်ရှိစီမံကိန်းဘတ်ဂျက်တွေနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်၅ဦးကလွှတ်တော်မှာဆွေးနွေးခဲ့ကြတယ်လို့အားကစားအတွက်ဘတ်ဂျက်နေတယ်လို့ချင်းတိုင်းရင်းသားတွေအတွက် ဘတ်ဂျက်ပါမလာခဲ့တာတွေကိုလည်းလွတ်တော်ကူစရယ်တွေကထောက်ပြခဲ့ပါတယ်ကျွန်တော်ဇော်ဖေပါ